ကိုယ်ပိုင်ယောဂအပိုင်းနှစ်အောက်မလီငါမခြေမကြီးကိုကားနေတော့တာကွာဇာနီစကားကိုတငယ်ချင်းများကပြုံးစေးစေးလှုပ်နေကြသည်ဇာနီကသာဆက်၍အော်ငါမတော့အခုနကမျက်ဝန်းနဲ့နဲ့နဲ့ဆေးရမလီပြန်လာမယ်ထင်ပြီးတော့ဟန်ဆောင်လိုက်ရတာကွာနောက်တကယ်လာတော့ဆရာဝန်ထီကြီးတယောက်ဖြစ်နေတယ်တငယ်ချင်းများက စိတ်ပါလားမပါလားတော့မသိဇာနီကိုပြုံး၍ကြည်နေသည်ဇာနီကသာစီကံတုံးကဖြစ်ပျက်သည်မြကိုပြန်တရိယာဟန်နဲ့တွေ့တွေ့ကြီးငေးရင်နဲ့တင်းမောင်လွင်ပြောတယ်လူချစ်ချင်းအစမျက်စိကငါယုံသွားပြီကွာတငယ်ချင်းအားလုံးမျက်နာကိုရှုံ့မဲ့စွာတက်ဖက်သူလှဲ့သွားကြသည်သူ့ရုပ်နဲ့သူ့စကားလုံးလက်မိုင်းမကက်လွန်၍ဖြစ်သည်ငါငါဘယ်လိုလုပ်ရမလဲငါဘယ်လိုလုပ်ရမလဲ ငါဆရာဝန်မလေးကိုချစ်မိနေပြီငါဘယ်လိုလုပ်ရမလဲအကျင့်လေးများရှိရင်ပေးသနာကြပါအောင်ကွာဇာနီးရဲ့အမေဒါကနဘီနာရှိနေသူကအမြင်ကက်ကက်နေဆရာဝန်မကိုကြိုက်ရင်လူမမာဖြစ်ဖို့အရင်ကြိုးစားဖို့ကွာမင်းကလည်းရှင်းရှင်းလေးနေသူရဲ့ဇကားကိုအောင်မျိုးကလည်းအေးလေးကွာကိုကဆရာဝန်မကိုကြိုက်နေမိတော့အနီးစပ်ဆုံးဖြစ်အောင် လူမမာဖြစ်အောင်ကြိုးစားလိုက်ပေါ့ကွာဒါလီမြအောင်မျိုးရဲ့ထောက်ခံမှုကိုတင်းမောင်လွင်ကလည်းလူအိုကတော့မင်းဖြစ်နေပြီးသားပဲကွာလူနာတာဖြစ်အောင်ကြိုးစားအေးကြိုးစားရင်းနဲ့လူတည်ဖြစ်သွားရင်တော့မပြောတတ်ဘူးပေါ့ကွာအားလုံးရဲ့စကားတန်ကို ကြားတော့ဇာနီအားတက်သွားပြီအေးဟုတ်တယ်လူမမာဖြစ်အောင်ငါကြိုးစားမယ်ဟုဆိုရင်းနဲ့နောက်မှပြန်တရိယာသွားကနေုံကွာ လူမမာဖြစ်ဖို့ဆိုတာကလည်းငါမှာပါရမီကမပါဘူးကွာငါမှာတခါမှတော့ဖျားဘူးတာမှမဟုတ်တာသူစကားကိုနေသူကအာလူမမာဖြစ်ဖို့ကပါရမီလိုလို့လားမမာအောင်နေရင် လူမမာဖြစ်ပြီပေါ့ကွာတကယ်တည်းအဲ့ဒီလူမမာအောင်နေဖို့ဆိုရင် ကြအောင်မှာကွာငါကအခုချက်ချင်းဖျားအခုချက်ချင်းစေးယုံရအောင်မလီအခုချက်ချင်းများသေးအောင်မလားကွာ အခုချက်ချင်းစေးယုံရောက်ချင်ရင်လေမကြမ်းမာတဲ့သူတွေ့အောင်ရှာဖို့ကွာလူမမာတွေ့ရင်စေးကန့်ဖို့မင်းတွေ့ချင်တဲ့ဆရာမလေးနဲ့တွေ့ဒါလီမြာသူစကားမဆုံးခင်ဖြတ်ပြောလိုက်တော့တင်မောင်လွင့်စကားကြဇာနိမျက်နာကြီးဝင်းလက်သွားသည်နာအရှိစပွဲမှာစပွဲခုံကိုပုတ်ကအဲ့ဒီတစ်ချက်ကိုငါလွတ်နေတာဟုတ်တယ်ငါချစ်ချင်းရဲ့မြစ်တစ်ဖက်ကိုကုခတ်ဖို့လူမမာတီးဟုသောတရားကိုရှာရမယ်ဆိုပြီး အားလုံးကိုလက်ညှိုးဝေထိုကမင်းတို့ထဲမှာရောဂျမ်းမာကြီးမကောင်းတဲ့သူရှိလားဆိုပြီးမေးလိုက်တော့အားလုံးတွန့်ဝင်ကုန်နေဒီကောင်ကတကယ်လုံမဲ့အကောင်ကိုဘာလို့မကောင်းရမှာလဲငါတို့ကတောင်းတောင်းမိပဲဟုတ်ပါစမ်းကျင်စမ်းလို့ရသေးတယ်တင်းရင်နေတာချောင်းလေးတောင်စိုးဘူးပါလက္ခဏာမှာပါကြည့်အသက်လမ်းကြောင်းကနှစ်ထက်နေထို့သူစုကအကြောက်ကငင်းကြသည်ဒါကိုဇာနီခာ တက်ရောက်စီအသေးချာကြည့်ပြီးမလိန်ကြပါနဲ့ကွာမှန်ဆန်တင်မောင်တွင်မိမျက်သားတွေဖြူနေတယ်လို့ပဲဟုတ်တယ်ဖြူနေတယ်မျက်သားပဲကွာဖြူမှာပေါ့ကွာဟုတ်ကောင်အောင်မျိုးမင်းလည်းမျက်နာကြီးဝါနေတယ်အသေးအောင် အသက်ဝါရှိနေတယ်လို့ပဲသေးကြပါပြီကွာဒီလောက်ဝါနေရင်ဒီယောဂပဲဟာမျက်နာဝါတာကတဏ္ဍာခလိန်ထားလို့ကွာဘာမှအသားမဝါဘူးဟုတ်ကောင်နေသူ မင်းကြီးရတာတဏိတခြားပိန်ပိန်လာတယ်လို့ပဲဧကနာဟေကငါကဝိတ်ချခြင်းလို့ကြိုးခုန်နေတာကွာဒါကြောင့်ထင်းနေလုံမနေနဲ့ဘာယောဂါမှမရှိဘူးတငယ်ချင်းတွေကိုစီယုံမရ၍ဇာနီစိတ်ပြဲသွားသည်လောက်ပါကွာတအောက်လောက်လီတော့ဖျားပေးကြပါအားလုံးကလည်းကောင်းခါပြီမဖျားနိုင်ဘူးကွာ တခြားကိစ္စဆိုကူညီမယ်နို့မဟုတ်ရင်ဘုမတိဘာမတိနဲ့ ချီမတွာကားနေရမလားအေးလီဒေါ်ကြာစည်းကန့်ရောက်မှဇေယဝင်မကထဲ့စည်းနဲ့စော်ထဲ့လိုက်လို့ချီမကြီးကိုကားနေမှာဟုတ်ပါဟုတ်ပါ သူကားဘူးတိုင်းသူများလိုက်ကားပေးခြင်းနေတာအားလုံးကအကြောက်ကန်ညင်းဆန်နေတော့ဇာနီဘာမှမတတ်နိုင်တော့သူခမသူကိုယ်တိုင်လည်းမဖျားသူများကိုလည်းဖျားခိုင်း၍မရနဲ့ဇေယဝင်မလေးနေရီမွန်နဲ့တွေ့ရဖို့အရေးဝေးရင်သာဝေးနေတော့သည် ဒုသက်ပြင်းကိုခက်ပြင်းပြင်းချလိုက်သည်နာဂူအောင်မျိုးကဟဲ့ကောင်ရနေမကောင်းဖြစ်တယ်ဆိုတာတို့လူငငယ်ရွယ်ရွယ်ရီကဖြစ်ခဲတယ်ကွာဖြစ်တော်လေခဏပဲစီးတော်ကြီးမိဝဲလိုက်ရင်အဖျားဖို့ပါယူကြောင်မူကြောင်နဲ့လဲထွက်သွားမယ်လူကြီးတွေကမှသာလူကြီးတွေဟူသောဇကားကြတော့ဇာနီကောင်းပြန်ထောင်လာတယ်ပြီးမှဟုတ်တယ်လူကြီးတွေဆိုချူချာကြတယ်ဟုတ်တယ် လူမမအရှာထွက်ရမယ်ဟုဆုံးဖြတ်ပြီး"ကဲတငယ်ချင်းတို့ငါဆရာမလေးနေရင်မနဲ့တွေ့ရဖို့လူမမအရှာထွက်အောင်မယ်ဟုဆိုကာခတ်တုတ်တုတ်လန့်ထွက်သွားလေသည်"တငယ်ချင်းများကသူတို့ရဲ့ဦးချောင်းချောင်းကောင်ကိုငေးရင်သာကြံခဲ့ကြလေသည်"စကားကတော့တည်တယ်မဟုတ်လား"တကယ်ငကြောင်း really catchman ဟု၍အချစ်သည်အဖျားယောဂာနဲ့ခတ်စင်စင် တူပေလိမ့်မည်စေပညာရဲ့အဆိုအရ လူတိုင်းသည်အချစ်အကြောင်းကို တွေးနေခြင်းဝယ်တွေးနှီးနေတတ်သည်ဟုဆိုကြသည်မယုံကြည်ရင်ကိုနှစ်ဖူးကိုကိုပြန်ဆန့်ပြီးတော့အချစ်အကြောင်းစဉ်းစားကြည့်လိုက်စမ်းပါခန္ဓာကိုယ်သည်အနှဲငယ်ပူနွေးလာကြောင်းတွေ့ရပေမည်ဤသို့ပင်အချစ်အတွေ့ငါကိုတွေးနှီးတတ်သူများအတွေ့တော့ကိုချစ်သူရဲ့မျက်နှာကိုစိတ်ကူးယဉ်မိတိုင်းအပြားတက်လာတယ်လို့ခံစားကြရလိမ့်မည်ပင်မိမိနဲ့လိုက်ဖက်တင့်တင့်သော ယောဂါဖြစ်ရန်သာလူပေလိမ့်မည်ကိုးခါတုတ်ကွေးလောက်သာခန်းနိုင်ရရှိပါလျက်နှင့်ငှက်ဖျားယောဂါဘူးလောက်ခံစားလို့ရင်တေးပွေရာလန်းသာရှိပေလိမ့်မည်ဤသို့ပင် အချစ်တီလဲကိုအတွေ့ခန်းနိုင်ရပမာဏလောက်သာ ထားရှိခြင်းသာကောင်းပေလိမ့်မည်ကိုခန်းနိုင်ရထက်လွန်ကဲ၍ခံစားနေရင်တော့သိပါပြီငါကောင်းမဲတခါတည်းရ၌လဲအချစ်တီမိမိနဲ့မလန်မကန်းတွင်ရှိနေသည်ကိုသိတော်လဲ မမီနိုင်သောနေရာမျိုး၌သူဘာသာသူရှိနေတတ်သည်ဒုမမီယာနေရာကိုကျူးစားမြုံမန်းနေသည်ကလည်းသိမှပါငါကောင်းမေရှင်းလင်းသွားစီရန်တရကတခုပြပါမေအချစ်သည်ထူနေရာ၌ရှိနေ၏လို့မှတ်ပါဒလိဆန်များအတွက်သာတီးတန့်အစားအသောက်ရောင်းဆိုင်သူမိမကြီးတယောက်ရောက်လာသည် ကျမတို့ကြောင်စာနေနေလောက်ရောင်းပေးပါဘဏ္ဍကောင်စာလေဈေးရောက်သူက ချူတာစွာပြဲမေးသည်မိမကြီးကမျက်မှောင်ကျုံ၍အင်းဆဲကောင်းစားလောက်ပါမိမကြီးရဲ့ဇကားကိုဇီးရောင်သူကတန်အံတော်နဲ့ဟေးကြောင်ကိုဆဲကောင်းတော့မွေးထားတာလားကြောင်ကမရှိပါဘူးအခုဟာကကျမယောက်ျားကိုကြွေးမလို့မိမကြီးဇကားကြောင့်ဇီးရောင်သူမျက်လုံးပြူသွားကဟေးကြောင်စားကိုလူကြွေးရင်တေးသွားမှာပေါ့ကြွေးလို့မရဘူးလေတေးတတ်တယ် ဇေယောင်းသူစကားကိုမိမကြီးကခက်တီတီနဲ့"ကျမအလုပ်ကျမသိတယ်။ကြောင်စာသာထည့်ပေးပါ။ဇေယောင်းသူလည်းစိတ်မသက်မသာနဲ့ကြောင်စာများကိုထုတ်ပို့ပေးရင်းနဲ့ကြောင်စာကိုလူစားမိရင်သိတဲ့ကြောင်တဘွားဘွားမှားကြလိုက်လေသည်။သိမကြသောရဲ့အတွင်ဒိုးဆိုင်ရှိသူကြောင်စာဝေသွားသောမိမကြီးတယောက်ထဲဖြတ်သွားသည်ကိုမြင်၍ဇေယောင်းသူက"အမကြီးကြောင်စာမဝေတော့ဘူးလား။မလူတော့ဘူးလေ။" မိမကြီးရဲ့ဇကားကြောင့်ဈေးရောက်သူမိမလည်းထိတ်ခနဲဖြစ်သွားပြီဒါနဲ့အမကြီးယောက်ျားရောသိပြီမိမကြီးရဲ့ခက်ပြက်ပြက်ဇကားကိုကြတော့ဈေးရောက်သူလည်းစိတ်ဆိုးသွားတယ်အဲ့ဒါကြောင့်ပြောတာပေါ့ကြောင်စားကိုလူကျွေးရင်သိမယ်လို့ဆိုတော့မိမကြီးကခက်အေးလေးတန်းနဲ့ကျမယောက်ျားတည်တာကြောင်စားနဲ့ဘာမှမဆိုင်ပါဘူးဤသူပင်အချစ်တီး ကိုနီးနားတွင်ရှိနေသည်မှာမှန်တော်လေမလမ်းမကန်းနေရာတွင် ဖြစ်နေတတ်ပါသည်ဒိုးရာကူမှမျောလင်းခြင်းနဲ့ဂျူးစားနေခဲ့ရင်ဇက်ဂျူးဒီမှာပေါ့ငါကောင်ရချစ်သူနိညာများနေတူချစ်သူကိုတွေ့ရန်နှလုံးသားကတောင်းတနေမိသည်ခဏတာတွေ့ဆုံလိုက်ရခြင်းသည်လေအလုံးကို ဖြည့်ဆည်းတတ်သောသေခြင်းတရားကို လက်ကင်ထားခြင်းနဲ့တူပေစွာမြက်ခေနဲ့မြည်ပြင်လို့ ချစ်သူနဲ့ငါနှလုံးသားနီးကပ်စွာတည်ရှိနေလို၏မိုးကုတ်ဇဝိုင်းတွင် မြည်နေရသောကောင်းကင်နှင့်မြေပြင်ဆက်ဆက်လျက်ရှိတဲ့တက်တန်ကြီးသားငါဖြစ်ခဲ့ရင်သေခြင်းတရားကိုလက်ကင်ထားခြင်းနှင့်ပင် တူနေပေလိမ့်မည်အိမ်ထဲမှာပင် ခောက်တို့ခောက်ပြန်လမ်းလျှောက်ရင်းနဲ့ကနာမငိန်ဖြစ်နေရသောသားတော်မောင်ဇာနီကိုတော်စွေတန်းကကြောင်ပြီးလိုက်ငေးကြည့်နေမိသည်အခါတိုင်းကနာမငိန်နာနဲ့မတူ အခုဟာကတခုခုကိုအသေးချာစဉ်းစား၍ကနာမငြိမ်ဖြစ်နေပုံမျိုးအတန်းချာမှဒုနာဆောင်ငန်းဆောင်ငန်းဒုက္ကလာပြီးနှစ်ဖူးကိုလာစမ်းသည်နာမျက်လုံးကိုဖြဲကြည့်သည်ဒေါ်ဆွေတန်းကလည်းသူ့သားဘာလုပ်နေမှမသိ၍ကြောင်ပြီးငေးကြည့်နေမိသည် အမေရှာထုတ်ပြကြည့်စမ်းဇာနိစကားကြောင့်ဒေါ်ဆွေတန်းကရောင်ပြီးရှာထုတ်ပြမလို့လှုပ်ပြီးမှဟေး ငါကမကြီးမငယ်နဲ့ဘာလို့ရှာထုတ်ပြရမှာလဲအကြောင်းရှိလို့ပါ ရှာထုတ်ပြကြည်စမ်းပါဒေါ်စွေတန်းလေသားတော်မောင်ငတ်ဖို့အလိုကြရှာထုတ်ပြရသည်ဒါကိုဇာနီကအသေးချာကြည့်ပြီးအမေနေမကောင်းဖြစ်နေပြီအေးဇာနီစကားကြဒေါ်စွေတန်းကကြောင်သွားသေးတယ်နောက်မှတရိယာပြီးအိုးငါကဘာလို့နေမကောင်းဖြစ်ရမှာလဲကျမ်းမာတာမှ တောင်းတောင်းကြီးပဲဟာကူ ဒေါ်ဆွေတန့်စကားကိုဇာနီကအသက်ပြင်းချကခေါင်းကိုလေးတွယ်စွာခါလိုက်ပြီးတော့အမေဖျားနေတာအမေမသိဘူးကျွန်တော်သိတယ်ဟဲ့ငါဖျားတာငါသိတာပေါ့နင်ကဘယ်လိုလုပ်ပြီးကာယကံရှင်ထက်ဘူတိမာတော့ငတုံးရဲ့ဇာနီကအကောင်းကိုခက်ပြည့်ပြည့်ထက်ခါသည် အမေမျက်လုံးကသွေးကြောတွေရော အမေရှာရောဖြူနေပြီဒါမျိုးဟာနေမကောင်းဖြစ်သူတွေမှာ ပေါ်ရတဲ့လက္ခဏာမျိုးပဲ။ ဇာနီတကူလုံးဖြော့ကြပြီးဝုန်းကနေလဲကြမတတ်ပဲဒီနီးကသူနီးပဲသူပဲအမိကို ပြောပြခဲ့တာဒီနီးသာအမိမသိရင် ပေးကြဖို့ဈေးခန်းရောက်တယ်တွေးရင်တွေးရင်နဲ့သူ့ကိုသူအပြစ်တင်မိတယ်ဒါကြောင့်ရှေ့လူကြီးများပြောတာပေါ့ဟင်းစားတာပေးကွန်ချက်မပြနဲ့ဆိုတာအမိသာဒီကွန်ချက်ကိုမသိရင် ပေးကြဖို့လူနာတယောက်ရတယ်အခုလောက်ဆိုဈေးခန်းမှာ ဆရာဝန်မလေးနဲ့မျက်လုံးချင်းတော့အီစီကလေးရိုက်နေလောက်ပြီးအခုတော့သူ့ရဲ့အာဂျူမန်တဲ့လှုပ်ဆောင်မှုများတဲတဲရည်သွန်းလက်ဖက်ရည်ဆိုင်ကလေးမှအမိုးမပါတော့လေဒီပင်ရိတ်များနဲ့အေးနေသည်မလေးရှားဘရောက်ပင်ဆွဲတော်ပင်ဘာဒန်ပင်များနဲ့စူပြေနေသောထိုဆိုင်ကလေးသည်နေ့လယ်နေခင်းအပူရှောင်ရန်နဲ့အနာယူရန် အကောင်းဆုံးပင်ထိုထဲမှာမှရင်းနေအပူများနဲ့အပူလောင်နေသူတယောက်ကတော့ လငယ်ချင်းများရှိမျက်နှာငယ်ကလေးနဲ့ငြိမ်လို့စဉ်းစားကြည့်ပါဦးကွာငါမှာအင်မတန်ဖြစ်ရလွယ်တဲ့လူမမာတောင်မဖြစ်နိုင်ဘူးဘလောက်နရင်ဖြတ်အုပ်ချင်းစရာကောင်းလဲဆိုစဉ်းစားသာကြည့်အခင်းဆုံးတငယ်ချင်းများပါမျက်နှာရှင်ကုန်သည်ငါတိကသာ မျက်နှာအသေးလေးနဲ့ရက်ွက်ထဲမှလည်းလှဲ့ပတ်စုံစမ်းကြည့်ပါဦးကွာမကြမ်းမာတဲ့သူတက်ရောက်မှမတွေ့ဘူးအမှန်ဆိုဒီလောက်အပူချိန်နဲ့ လူကြီးတွေနာကူနာရမှာကန့်ဆိုးစွာပဲမနာကြဘူးကွာမနှစ်ကတောင်3-4ယောက်စုံသေးတာပဲနော်ဟဲ့ကောင်တွေဇာနီကသူစကားဟူကောင်တွေစိတ်မဝင်ဇာမန်တီ၍ပြန်ခေါ်လိုက်သည်ငငယ်ကြီးများကသူ့ကိုစောင်းငယ်ကြည့်ကြသည်တို့တော့မှသူလဲစကားကိုဆက်၍မနီကလေးကွာဟိုဘက်လန်းကဥထွန်းတင်ကြီးတုတ်ကွေးဖြစ်လို့ဆိုပြီးငါမှဝမ်းသာအားရသွားရတာ နှစ်ရက်သုံးရက်မထနိုင်တဲ့လူကြီးငါလဲမြင်ရောငုတ်တူကူထထိုင်တော့တာပဲဒီလူကြီးကူကကိုချင်းစာစိတ်မရှိတာပါကွာအမှန်ကငါဘဘကူစာနာပြီးလူမှုရေးအရာ သူ့ဆက်ပြီးမဖျားပေးတင်ဘူးလားလူချင်းဒီလောက်ခင်နေတာကွာအော်သူစည်းကမ်းသွားခြင်းနိုင်ကျမ်းမာနေတဲ့သူတွေမြစ်တာပို့နေတာလေကြတော့ဟိုကောင်တွေလည်းတီးမခံနိုင်တော့လို့လားဝင်းဝင်းလာရွေလာမသိ နေသူကယုံဖြည့်ဖြည့်မျက်နှာနဲ့ဒီမာဇာနီမင်းကိုတည်င်းကောင်းတစ်ခုပေးမယ်တည်င်းကောင်းဆိုသည်နဲ့ဇာနီမျက်လုံးအယောင်လှက်သွားသည်ဘာလေဘာတည်င်းလဲဆရာမလေးနဲ့တွေ့ရဘူးလားသူအမေကိုနေသူက ပြုံး၍ခေါင်းငိန်ရင်းနဲ့မင်းကြိုးစားရင်ကြိုးစားသလောက်တော့ဖြစ်နိုင်တာပေါ့ကွာကြိုးစားရင်ကြိုးစားသလားစိတ်ဝင်စားပြီးပြောတော့ဒီအတိုင်းတော့မရဘူးကွာတန်ရာတန်ကြီးတော့ပေးရမယ် များများမဟုတ်ပါဘူးတက်ဝိုင်းနေပါဇာနီမျက်မှောင်ကြုံသွားသည်တက်ဝိုင်းဟုတ်လားမင်းတရင်က တဝိုင်းစာတန်လို့လားသူအမေကိုနေသူကခက်ဟာဟာရေလိုက်သည်ပြီးမှ တဝိုင်းတန်မတန်မင်းမယ်ဆုံးဖြတ်လေဆိုတော့ဇာနီပိုစိတ်ဝင်စားသွားသည်ထို့ကြောင့်အေးပြောသူခွင့်ပြုလိုက်သည်နှင့်နေသူကသူအနာကပ်လာပြီးငါလူမမာတယောက်တွေ့ထားတယ် လူမမအတန်ကြတော့ဇာနီလှုပ်လှုပ်ရွရွဖြစ်သွားတယ်။နေသူမပင်ဆက်၍အဲ့ဒီလူမမကစေရဲ့15ရက်ကနေနာရာရှိလဲဖြစ်သွားနိုင်တယ်။နာရာရှိဆိုတဲ့ဇကားကဇာနီကိုသဘောခွေသွားစေတယ်။နာရာရှိ ဟုတ်လား။ကြိုက်ပြီ။ဒါဆိုဆီယာမလီနဲ့အကြကြီးတွေ့ရပြီဆိုပြီးဥမြူနေသေးတယ်။နောက်မှတရိယာသွားတယ်လို့နဲ့မျက်မှောင်ကြုံပြီ။နေပါအောင်ကွာ။ အဲ့ဒီလူကနာတာရှိတေချာပေါက်ဖြစ်မဲဆိုတာမင်းအာမခံလားသူ့အမေကိုနေသူကခါးကိုမက်၍သူ့ကိုပြန်ကြည့်ကဒါကတော့ငါကိုယ်တိုင်ယောဂတဲမှမဟုတ်တာဘယ်သိပါမလဲအနည်းဆုံး၁၀ရက်၁၅ရက်ကတော့လူနာကူစာငါဂရန်တီပေးတယ်ကွာ၁၄၅ရက်ဆိုလေမင်းတဝိုင်းနေကတန်ပါတယ်နေသူစကားကိုဇာနီကတွားလီဖြဲပြီးတော့အေးအဲ့ဒါလေဟုတ်သားကွာ မင်းဖျားတာမှမဟုတ်တာလူနာကူစားအာမခံနိုင်တာကိုလွန်လှပြီမင်းသားစုနာရာရှိကနေတီလူတော်ရတယ်ကိုတငယ်ချင်းအတွက်ပဲဟုတ်ဘူးလားနော်ဟိတ်ကဒါနဲ့ခဏဘသူသူ့အမေကိုနေသူကချက်ချင်းမဖြေသေးပဲသူ့ကိုပြန်ကြည့်ကမင်းကတော့ဂရိတီပါတယ်နော်ဇာနီကခေါင်းကိုခတ်သွဲ့သွဲ့ညှိ့ကတီပါတယ်ကွာ တီးတဲ့အပြင်ငါကတောင်ထတ်တူးပေးဦးမယ်၄90ရဲ့ဆိုဝိုင်းကြီးတဝိုင်းနာရာရှိဆိုနေ့စဉ်ရှည်ကွာဆိုတော့မှနေသူက သဘောကျသွားကဂျင်သူများဘက်ကိုလှည့်၍အလုံးကြားတယ်နော်ဒီကောင်စကားကိုအလုံးကလည်းအလကားဝါရမယ်အခွင့်ရမှုအာရပါရခေါင်းငိမ့်ကြသည်အော်လူမမအယောင်းဝယ်လုံနေကြတာလေဖြားတဲ့သူက သူ့ဘာသာသူ အိမ်နဲ့ဖြားနေတာကို ကြားကအယောင်းဝယ်ဖြစ်နေကြတာအဲ့ဒီလူမမာသားကြားလူကတော့ငုတ်တူကူတည်သွားမလားပဲမသိရင်တော့လေလောက်တော့ဖြစ်နိုင်နေပြောမယ်ဆိုလဲမျက်မျက်ပြောစမ်းပါကွာသိကျင်လာပြီဇာနီးရဲ့အားတက်တဲ့ရောအမေဒါကနေသူကမိသူမှမကြားစေခြင်းဟန်နဲ့အသံလေးနှိမ်ပြီးတော့ငါတို့အိမ်ကောင်းရင်ကဥဝပုကိုတည်လားဇာနီးမျက်မှောင်ကျုံသွားတယ်ဥဝပုဘဲကဥဝပုလဲ ကျွတ်ခနဲစုတ်သက်သည်မင်းကလေးကွာတို့အိမ်ကောင်းရင်တအိမ်ကျော်ကလေးသူ့သမီးကလိုင်လိုင်ကျူဟိုတယုံမကြီးကွာဇကားပင်မစုံလိုက်ဖတ်လုတ်ခနဲအတန်ကြားလိုက်ရသည်ဇာနီပြေးတာမှုန့်လူပြေးတာတော့မှယူယူမပြေးတဟီတဟာဟာရေ၍အေးပိုက်မီကွာပိုက်မီဒီလူနာငါပိုက်မီဆို၍အာရဝန်းတာရေမောရင်နဲ့ပြေးထွက်သွားလေသည်ဇာနီ ဥဝဘူးတို့အင်ကပန်းရောက်သည့်နေ့စိတ်မပူပါနဲ့ကောင်းသွားမှာပါရာသီဥတုပြောင်းလဲလို့ဖြစ်တာပါဟုသောအတန်ကြားရသည် ကြည်လိုက်တော့ဆရာဝန်တရဥဝဘူးကိုစမ်းသက်စစ်စစ်ပြီးနှစ်သိမ့်နေတဲ့အတန်ဇာနီလဲကယူမဆိုင်နိုင်မဲဥဝဘူးနာပြေးကလိုက်သည် သူ့ကိုရုတ်တရက်ကြီးမြင်တော့ဥဝဘူးပင်ဟေးဘာကြီးလဲဟာဆိုပြီးကြောင်သွားတယ်အရင်ကလည်းတိတ်ရင်နီးသူလည်းမဟုတ် နှုတ်ဆက်စကားပြောဘူးသူပင် မဟုတ်၍အံ့အားသင့်သွားခြင်းဖြစ်သည်ဇာနီကသာ မျက်နှာဖြင်းနေဟိုတနည်းတွေကလူနာတရင်လာမိမလို့သူစကားကြတော့ဥဝပုမျက်လုံးပြူသွားကအေးငါငါဖျားတာမှမနေ့ညနေကမှကောက်ခါငင်းကဖျားတာဥဝပုရဲ့အဖြေကြောင့်ဇာနီမျက်နာပြက်မလို့ဖြစ်သွားသေးတယ်တို့တော့မိသူနဲ့အရှင်ရှင် သူမဝန်တွင်အစစ်ဟုဆိုရလအောင်ညက်ခွက်ပြောင်းသောအနီငတိမှခေါင်းကိုခတ်ဖောက်ဖောက်ကုတ်တွားလီဖြဲကအေးဥကမနီကမှဖျားပြီမဲကျွန်တော်ကတနေ့ကရဲကတည်တာအိုးဗျာပြီးခဲ့တဲ့အပတ်သေးကကြိုတည်နေတယ်မနှောလီ မနှောဇာနီစကားကြောင့်အပြင်းဖျား၍အိပ်ရာထဲလဲနေသောဥဝပုခေါင်းထောင်လာပြီးတော့မင်းမင်းကငါဖျားမယ်ဆိုတာ ပြီးခဲ့တဲ့အပတ်သေးကကျူးတည်နေတယ်။ဒါဆိုဘာလို့လာမတားတာလဲ။ဥဝဘူးရဲ့ရောင်နာနာစကား။အော်သူတို့လက်ထက်ကြမှာအဖျားကိုကျူးတည်ပြီးကျူဒရရတဲ့။ဒါကိုဟိုဝန်းတွင်ယူကလဲ။ဟုတ်တယ်ဦးလီရဲ့မနှောလီမနှောဒီเจ้าတွေ ပြောနေရင်ရှိပါတယ်။လာစီကန်သွားပြရအောင်။သူစကားကိုဥဝဘူးကနဗိနာကစမ်းတဲ့နေတဲ့ဇေယဝင်ကိုလက်ညှိုးညွန့်ကား ဒီမာဆရာဝင်နဲ့အိမ်ပင့်ပြီးပြပီးပြီးလေးဘာလို့စည်းကမ်းသွားရမှာလဲဆိုတော့ဇာနီကဆရာဝင်ကို မတူတယ်လို့မတန်တယ်လို့တစ်ချက်ကြည့်ပြီးဟောဒီဆရာဝင်တွေကမစွန်ပါဘူးအပလာတွေပါဟိုနာကအထုကုစည်းကမ်းကဆရာဝင်တွေကမှတကယ်တော်တာသူစကားကြောင့်နဗီနာကဆရာဝင်လဲတင်းသွားပြီးဘာကွာဟဲ့ကမိငါ့ကိုစော်ကားတာလား ဇေယဝင်ရဲ့အမေကိုဇာနီက အဖက်မတန်တယ်လို့ ਨੇ ဇေယကိုမစော်ကားပါဘူးစိတ်ဟာပညာကိုမယုံတာပါအေးငါပညာဟဲ့ကနိုင်ငံသားမှာအပွဲလွန်ယူပြီးပြန်လာတာကွာပတ်ဝန်းကျင်ကိုလည်းမေ့ကြည့်လူတိုင်းသိတယ်ဇေယဝင်ရဲ့ဒေါသတကြီးစကားကိုဇာနီကအသက်ပြင်းချပြီးတွေ့လားနိုင်ငံသားမှာပညာသင်လာတဲ့လူကမြမယောဂရဲ့ဇင့်မြစ်ကိုဘယ်လိုသိမှလဲ လာပါဦးလေးယာပစ္စည်းတွေထုတ်စီကန်းသာတွားရအောင်ဇာနီကသူ့သွားကျင်တော့စီကန်းကိုသာဇွတ်ခေါ်နေတယ်ဒါကိုဘီနာကဆရာဝန်ကပို့တင်သွားပြီးတော့ဟဲ့ကမင်းမင်းလွန်လာပြီနော်မင်းငါ့ကိုလည်းစော်ကားတယ်ငါ့ပညာကိုလည်းစော်ကားတယ်မင်းကဘာကောင်မှုလို့လဲဟုဆိုကလဲနေတော့လူမမဥဝဘုပဲလက်၍ဒီမဲ့ဥဝဘုဒီကောင်ဘေကကောင်လဲဥဝဘုနဲ့ဘာတော်လဲ ဇယဝင်းရဲ့ဒေါသတကြီးစကလုံးကိုဥဝဘုကမျက်လုံးလေးကလေးကလေးနဲ့လက်ခါပြကဘာမှဘာမှမတော်ပါဘူးဒေါက်တာရေအခုမှအခုမှရေဘာရီလုံမနေနဲ့ဥဝဘုအစကလေးကဒီလိုကောင်းမျိုးနဲ့ဥဝဘုပေါင်းနေမှန်းသိရင်ကျွန်တော်ဥဝဘုတို့မိသားစုနဲ့မဆက်ဆံခဲ့ဘူးဒါပဲဟုဆိုကစေအိတ်ထဲသူပစ္စည်းများပေါက်ဆက်ပေါက်ဆက်နဲ့ကောက်ထဲကကမူးရှူးနဲ့အိမ်မမအစင်းချသွားလေသည် ဇယဝင်စင်းသွားတာမြင်တော့ဇာနိရင်နဲ့ကြိတ်ပြောသွားသည်ဇယဝင်တရံအီးသွားပြီမို့သူသွားကျင်တော့စီကန်းသူဥဝဘုကိုအသာလေးစီယုံခေါ်သွားယုံပေါ့မပိုင်ဘူးလားအားလုံးစရိတ်ငိမ့်ဆိုတော့ဥဝဘုလည်းငင်းနိုင်မီမထင်သူအတွင်းနဲ့ပြုံပြုံကြီးဖြစ်နေတော့မှပင်ဥဝဘုစောင်းကြုံလေးကဝုန်းကနေခုန်ထလာပြီးအေးမင်းမင်းကငါ့ကွင်ကိုဘာလုပ်တာလဲကွာဤ ဥဝဘုကအခုနာကလူလူမမာလူမဟုတ်ဖဲအလက်ကြီးအထောင်လိုက်ကြီးမြင်လိုက်ရတော့ဇာနီအံအားတင့်သွားသည်နာဇဝေဇဝါနဲ့ဟာဥဥလီဖြာနေတာမဟုတ်ဘူးလားသူအမေကိုဥဝဘုကခါကြီးထောက်ပြီးတော့ဘဲနဲ့ဖြာရမှာလေကွာငါမှာတော့တလကိုသတင်းလောက်ကြက်သွန်ညီဈေးကြီးရဲ့ခေကြီးမှာကြက်သွန်ညီကြီးဂျိုင်းကြညက်လို့ကိုဘူးအောင်လို့ဖြားကျင်အောင်ဆောင်ပြီး ဇေယဝင်လေးနဲ့ငါသမီးလဲလဲကြီးကိုနှီးဆက်အောင်ကြံနေရကွာအခုမင်းဝင်ရှုပ်လို့ငါဝင်ကပြက်ပြီးဗျာဥဝဘူးစကားကြောင့်ဇာနီကြောင်းသွားသည်နောက်မှအော်ဇေယဝင်တွေကိုကြိုက်နေတာငါတယောက်တည်းမဟုတ်ပါလားဥဝဘူးကြီးပါပါနေပါလားဟု၍စဉ်းစားမိသေးသည်အေးကြာချင်းချင်းကြီးဘာလို့ကြိုက်ပါလဲတို့ချိန်မှာပင်ဥဝဘူးက သွားပါပြီသွားပါပြီကျွန်တော်ရီမှန်းချက်တွေးလျက်နဲ့ပြောသည်ပြောသည် ဖြစ်နေရကနေအခုမင်းဝင်ရှုပ်လို့တွင်ပြက်ရပြီဇေယဝင်ရောက်ခမှဖြည့်ရစီမံကိန်းမင်းကြောင့်ပြက်ပြီဟေ့ကြက်တရီတုံးကမင်းငါအိမ်ဘောကအခုချက်ချင်းစဉ်စံမင်းမျက်နှာငါမကြည့်ခြင်းမူအခုဖြတ်ရိုက်လိုက်မိတော့မေးစင့်သွားဦးဝဘူးရဲ့ဒေါသတကြီးအော်တန်ကြောင့်ဇာနီဘာလို့လို့လောက်ရမှန်းမသိပဲရောင်နာနာဖြစ်နေသည် ဟိုဟာပဲယူရနုဒီဟာပဲလမ်းဆွေးရနုနဲ့ကြောင်နေသည်ဟဲ့ကောင်ဘယုတ်စင်းသွားလို့ပြောနေတာမရဘူးလားငါတဲလှုပ်လိုက်ရဟဲ့မိပန်းချင်းနင်းသုံးသုံးနေတဲ့တတောင်လောက်ဟာကြီးယူခဲ့စမ်းဟိုငရုတ်ချက်ပွေဆိုလားဘာလားအော်ငရုတ်ချက်ပွေလားငရုတ်ချက်ပွေအပြင်ဘာရှိသေးလို့လဲငရုတ်ချက်ပွေထည့်ကြည့်ပြီးပို့တုတ်တဲ့အဝိရှော်တုတ်ရှိတယ်လေအေး ို့ကောင်းတာယူခဲ့ငါဒီကောင်ကို ရိုက်ဖြုတ်မယ်ဆိုက ရိုက်ဟန်ပုတ်ဟန်ပြူမှာဇာနီလဲဥဝပုအိမ်ပေါ်မှာဆင်းမိတော့တယ်လမ်းမော်ရောက်မှသူ့ဘာသာသူတက်ပြင်းချရင်းနဲ့အေးကို့မှာတော့လူမမာတယောက်ရပြီဆိုပြီးပျော်နေလိုက်တာလူမမာကလိန်ချုံအကျန်သမားလူနာနဲ့မှလာတွေ့နေရတယ်လို့နောက်မှသူ့ဘဝသူစဉ်းစားမိကဆရာမလေးရေမင်းနဲ့ကိုတွေ့ရဖို့ မိုးဘော်ကအတချောင်းနဲ့မြေပြင်ဘော်ကတင်မစုံလိုပဲစုံဖို့ခက်ခဲလာပါလားကွယ်ထူပါဘူးလေကိုဝိဘက်ကကိုသားခန်ကိုကံကိုစမ်းပြီးကိုတိုင်းလူမမာဖြစ်ဖို့သာကြိုးစားတော့မကွယ်မိုးဘော်ကအတစင်းရေမြေပြင်က လူမမာတင်မစုံတုံးခုလိုခုံပြပြီးစီအထူခံတော့မေကွယ်အစုံမရှိကောင်းကင်ပြကြီးကသူ့ရဲ့ကြေရီအလုံးကို တန်ဖိုးဖြစ်မရတဲ့ယတနာတွင်နေဟောဒီကဘာကြီးတစ်ခုလုံးကိုပေးပါစေ ကျွန်တော်မကြည်နဲ့နိုင်ဘူးဒီလောက်နဲ့ဘေးရမှာလေထတ်တောင်းမှာပေါ့ဒါပေမဲ့သူမဟာကျွန်တော်တို့အမြဲဖြစ်စီရမယ်ဆိုတဲ့စုလက်သားရခဲ့ရင်ဒီကဘာရဲ့ကြောင်းတစ်ခုတည်းကအသေးငယ်ဆုံးတဏီယာရရင်ပဲကျွန်တော်ကြည်နဲ့လာပါပြီတကူဟောဒီမြင်နေရတဲ့ကောင်းကင်ဟောဒီမှာမြင်နေရတဲ့လာမင်း လမင်းနောက်ကအချံအယံကျေစင်ဟောဒီစကြဝဠာကြီးတစ်ခုလုံးငါရခဲ့ရင်တော့ဇေယဝိမာလီနေယီမွန်ရဲ့မြေဝန်းတဲ့တစုံနဲ့ငါလဲပြင်မဲ့အောင်မျိုးညာကင်းမှောင်မိုင်းမိုင်းအောင်အလုံးနေသူတရယူကြောင်မူကြောင်ကအရက်မူးနေတော့တိတယ်မဟုတ်လားဒိုင်းကြောင်တွေကသူ့အလူလူထွက်လာတယ်ဂျန်နဲ့ကောင်တွေကတော့သူ့စကားကိုဂီယူမဆက်ရဘီယာအလကားတောက်ရပြီးရော သူ့ဘာသာသူပြောချင်တာပြောပါစေငါပေါ်လို့သတ်မှတ်ထားတော့ဘာမှမလိုတော့ဘူးပြီးရောငါရင်ဘတ်ထဲကတကားတစ်ချက်ကိုလှစ်ဟလိုက်ရင် အာရင်ဘတ်ပါစို့မတကားကဘဲကလာမှလဲသူစကားများကိုနာကြမြင်ကပ်၍တင်းမောင်းတွင်ကထကလက်သည်နာဂူဇာနီကလည်းထုံးစံအတိုင်းမလျှော့ဟဲ့ကရင်ဘတ်ထဲမှာတကားရှိတယ်တကားကမှာ ယူယူပတ်တာနဲ့တကားမဟုတ်ဘူးနိုင်ငံသားဖြစ်ဒိုးလော့တက်ထားတဲ့တကားဖွင့်ချင်ရင်အဲ့ဒီအဖူလေးလှည့်ဖွင့်ရင်ရတယ်မသိရင်မှတ်ထားတငယ်ချင်းအလုံးမျက်နှာရှုံမဲ့ကုန်နေသူ့အလေကြမှာရင်ဘတ်မှာပါဒိုးလော့ကပါတီမပြောတော့ပါဘူးပြောရင်လေ စကားရှိတာပဲအဖတ်တင်မယ်ဟိုးငါကြောင့်ကသာခန်းစားချက်ကြီးနဲ့ဆက်၍ငါရင်ဘတ်မှာတီးထားနေတဲ့ ဒုလော်ကလေးလှဲ့ဖွင့်ဝင်ကြီးလိုက်ရင်ငါနှလုံးခုန်တန်တိုင်းဟာ နေရီမွန်နေရီမွန်ဆိုတဲ့အတန်ကြားရမှာတန်ငယ်ချင်းတို့ရာဇာနီကလွန်လွန်ဆွေဆွေပြောပြီးဘီယာတစ်ခွက်မော့ချလိုက်သည်ဘီယာအလေးချိန်ကြောင်လာမသည့်လူကပို၍ခွေရင်ကြသွားသည်ပြီးမှ သူ့အင်ကြီးကော်လာဇကိုသူ့ဘာသာသူပြန်ဆွဲပြီးငါဘာလုပ်ရမလဲဇေယမာလီနဲ့တွေ့ဖို့ငါဘာလုပ်ရမလဲ ဂျန်ဒီသူများကတော့သူကြွေးတာအစားတော့နေရသည်ကိုပင်ဝိခန့်နေတယ်လို့ကဲအားလုံးလက်ကြံလေးဖြတ်လိုက်ရအောင်ပြီးရင်ငါရဲ့လူမမာဖြစ်ရေးအကောင့်ထဲပေါ်ကြမယ်ဒုက္ခစိတ်ပါလက်ပါပြောနေပေမဲ့ဂျန်သူများကဘာမှဝင်မပြောတယောက်မျက်နှာတယောက်ကြည့်ကြသည်တက်ပြင်းချကြသည်အယူစိတ်ချမ်းသာပြီးရောသဘောထား၍လာတော့မသည်ဒီအတိုင်းအသာလှော်ထားလိုက်သည်